ကျွန်တော်တို့အင်္ဂလိပ်စာအခြေခံစကားပြောလေးတွေကိုလေ့လာကြည့်မယ်ပထမဆုံးတစ်ခုက have you met him before have you met him before အရင်ကတူနဲ့ဆုံဘူးလားပေါ့နော်အရင်တော့ကတူနဲ့တွေ့ဘူးလားနော်ဒါမျိုးပြောတာနောက်တစ်ခုကကျတော့ he seems familiar he seems familiar okay သူကိုယဉ်နိနေတယ်လို့ပဲနော်ဒါကျွန်တော်ဒီမှာ familiar ဆိုတာက um ယဉ်နိနေတာပေါ့နော်သူတွေ့ဘူးတယ်လို့အဲထင်နေတာမျက်မှန်းတမ်းမိနေတာစသဖြင့်ပေါ့နော်နောက်တစ်ခုကကျတော့ I don't know him very well. I don't know him very well. အာငါတို့ကိုကောင်းကောင်းမသိဘူးเนาะနောက်တစ်ခုကကြတော့ he's my neighbor. he's my neighbor. okay? သူကငါရဲ့အိမ်နီးနာချင်းအဲ့တော့ neighbor ဆိုတာကအိမ်နီးနာချင်းပြောတာပေါ့နော်။နောက်တစ်ခုကကြတော့ we're from the same neighborhood. we're from the same neighborhood okay ငါတို့ကတရက်ကွက်ထဲကနေเนาะအဲ့တော့ကျွန်တော်ဒီရက်ကွက်ကိုကျွန်တော်တို့ neighborhood လို့ခေါ်တယ်เนาะအဲ့တော့ we're from the same neighborhood ဆိုရင်ငါတို့ကတရက်ကွက်ထဲတာချင်းပေါ့เนาะဒါမျိုးတော့ပုံပြပြောတာနောက်တစ်ခုကကျတော့ he is my friend from work he is my friend from work okay သူကအလုပ်ထဲကတကယ်ချင်းနော်ဒါပြောပြတာအဲ့တော့ my friend ဆိုလို့ရှိရင်ကျွန်တော်ရဲ့တကယ်ချင်းအလောက်ကဆိုလို့ပြောချင်း from work ဆိုတာလေးထပ်ထည့်လိုက် my friend from work ဆိုလို့ရှိရင် အလုပ်တဲကတငယ်ချင်းเนาะအလုပ်ကတငယ်ချင်းနောက်တစ်ခါကျတော့ he's my friend from school he's my friend from school okay သူကငါရဲ့ကျောင်းတော့ကတငယ်ချင်းเนาะကျောင်းကတငယ်ချင်းเนาะဒါပြောပြရအောင်ပေါ့เนาะ okay ဗာကျွန်တော် foundation for english ရဲ့သင်ခန်းစာတွေကို facebook မှာရော youtube မှာလေ့လာလို့ရပါတယ်လေ့လာပြတဲ့အတွက်ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်သင်ခန်းစာ video တွေမှာပြန်တွေ့ပါမယ် see you in the next video goodbye